ဂရိတ်ဝေါ်ဟိုတယ်ဘက်ကပျောက်ဆုံးသွားတဲ့တောက်စင်းတွေပြမပေးဘဲနင့်နာကြီးယူခိုင်းတာကိုလုံးဝလက်မခံနိုင်ဘူးဆိုရက်မနင်းနှင်းရွှေမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ပြီးခဲ့တဲ့ရပိုင်းကငလင်တန်းကြောင့်တိတ်ဆုံးသွားတဲ့ဂရိတ်ဝေါ်ဟိုတယ်မှာပိတ်မိနေတဲ့တားပေါ300လောက်ရဲ့ဓာတ်ပေါ်ရီကပြန်လည်ရရှိခဲ့ပြီးဖခင်ဖြစ်သူကတမီနေအောင်နဲ့အိမ်ကူလေးကိုအပေါ်ကနေမိုးပြီးကောက်ွယ်ပေးလျက်လေးပါတမီလေးနှစ်ယောက်ဆိုအိမ်နေတလို့လေးပါပဲအောက်ဆီဂျင်ပြတ်သွားတဲ့ပုံဖြစ်ပြီးကယ်ဆယ်ရေးတာအမြန်လုံနိုင်ခြင်းမျောလင်းချက်ရှိခဲ့အောင်ပါ ါပေမဲ့လည်းအခုချိန်မှာတော့မန်နေတယောက်က လောကကြီးထဲမှာကြံခဲ့ရတာပဲဖြစ်ပါစားဖြစ်ဖြစ်ချင်းနေကလေးကမန်နေကတော့သူ့သမီးလေးတွေနဲ့ကလေးတွေပြန်ရရေးအကူအညီတွေတောင်းနေခဲ့ပြီးစားဖြစ်တဲ့အချိန်ကစားပြီးဟိုတယ်ဘက်ကသူတို့သဘောဆန္ဒအတိုင်းလှုပ်ဆောင်နေခဲ့ရပဲဖြစ်ပါမန်နေကတော့ကျမအမျိုးသားနဲ့ကလေးတွေရှိရဲ့နေရာအတိအကျလေးပြောပြခဲ့ပါသူတို့ CCTV မှာလည်းတွေ့ရနိုင်ပါကျမပြောတဲ့အတိုင်းလေးတွေ့ရပါ යි ကယ်ဆယ်အတွက်လည်းသူတို့တတ်မှတ်ခဲ့တဲ့နေရာမှာသာလှုပ်ဆောင်ခဲ့ရပြီးအမျိုးမျိုးသောအခြေအနေများကြားတဲ့ကဓာတ်ပေါ်ဒီတောင်အတိုက်ခိုက်များစွာကြားကမနေရအောင်အပူများစွာတဲ့ကကိုထူကိုထကြိုးပမ်းခဲ့ရတဲ့အတွက်ဘယ်သို့သောဖြည့်သိမ့်မှုမှကျမအောင်မဖြည့်သိမ့်နိုင်ပါဘူး။နောက်ပြီးလူတွေကိုဆုံးရှုံးရတဲ့အပြင် စ္စည်းတချို့ကိုပါမပေးခြင်းနဲ့ Grey War ကအကြီးကဲတွေကြောင့်မှအပူတော့ကဖြစ်နေရတာပဲဖြစ်ပါတယ်။ဒါကတော့ကျမယောက်ျားရဲ့နောက်ဆုံးချွေးနဲ့စာကြောက်တွေပါတဲ့အိပ်ပဲပြန်လို့ကျမရဲလို့ရအောင်ရှာပေးပါလို့ဟိုတယ်ဘက်ကိုတောင်းဆိုခဲ့ပါတယ်။လူလဲကြေကွေးမရခဲ့။ယောက်ျားရွှေနဲ့စာပါအစိမ့်အလူထပ်ပေးဖို့ပါသွားတဲ့ဟာတွေပါမရတော့တာကတော့မဖြစ်သင့်ပါဘူး။လူလဲရှုံပစ္စည်းလဲရှုံအော်ဘယ်သို့တော်လူမျိုးတွေနဲ့ကြုံနေရပါလဲလောကကြီးရဲ့ကျမအမျိုးသားနဲ့ကလေးတွေရဲ့နောက်ဆုံးခီကိုကျမလိုက်ပို့နေရော့ စ္စည်းကိုအာရုံမဆိုင်မိလိုက်ဘူးကိစ္စတွေပြီးတော့နောက်နေ့ကျမဟိုတယ်သွားတော့လက်ကင်အိတ်တဲကအဝိစာအချုံနဲ့လက်ဆောင်ပေးမယ်ကြောက်စိမ့်ပစ္စည်းအနည်းငယ်ပဲပြန်ရခဲ့တယ်တံမိုးကြီးပစ္စည်းကြောက်စိမ့်ကတော့ပြန်မရခဲ့ပါဘူးရှင်ဒါကြောင့် Great Wall Hotel ဘက်ကခင်မောနဲ့အတူပါသွားတဲ့တံမိုးကြီးပစ္စည်းကြောက်စိမ့်တွေရှာပေးဖို့ပြောခဲ့ပေမဲ့ပြန်မရခဲ့ကြောင်းပြောပြလာခဲ့ပါသည် Grey Wall Hotel မှာခင်မုံနဲ့သမီးလေးနှစ်ဦးတဲကိုခဲ့ပြီးငလီကြောက်ပြိုကြပေးမိခဲ့ကတီးဆုံသွားခဲ့ရတဲ့အတွက် ိတ်ထဲမှာခင်မုန်းတဲ့သမီးလေးတွေကိုပြန်တွေ့ရဖို့စိတ်တစ်ခုသာရှိခဲ့သလိုရက်ကြလာပြီးရဲ့နောက်မှာလည်းဓာတ်ပေါ်ရရရှိဖို့ရာမနေစူးစမ်းခင်ရတဲ့အတွက်ခင်မုန်းတဲ့အတူပါသွားတဲ့တံမိုးကြီးပစ္စည်းတောက်စိန်တွေကိုအာရုံမထားမိပဲဖြစ်ခင်ရပါတယ်။ဒီလိုနဲ့ကိစ္စတွေပြီးလို့ဟိုတယ်ဘက်ပြန်သွားချိန်မှာတော့လက်ကြီးတဲကအဝိစာတချုံနဲ့လက်ဆောင်ပေးမဲ့တောက်စိန်ပစ္စည်းအနည်းငယ်ကိုသာပြန်ရခဲ့တာပါတဲ့။တမိုးကြီးပစ္စည်းကြောက်စင်းကတော့ပြက်များခဲ့ပါဦးရှင်လို့မန်နင်းရွှေကပြောခဲ့တာဖြစ်ပါတယ်။ မန္တလေးရွှေက Grey World Hotel ဘက်ကကံလန်းတဲ့နေနာကြီးကိုကျမမန္တလေးရွှေမှာလုံးဝမယူပါကြောင်းကျမယောက်ျားရဲ့နောက်ဆုံးရွှေနဲ့စာကြောက်တွေပိုင်းအိပ်ပဲပြန်လို့ကျမရဲ့လို့ရအောင်ရှာပေးပါလို့ Hotel ဘက်ကိုတောင်းဆိုခဲ့ပါမန္တလေးရွှေရဲ့ခင်မောဟာမန္တလေးကိုမသွားခင်ကြောက်စိန်အချော်ပြုတ်လို့သူတူထံမှသူ့အတွက်ပလဲလုံးလုံးလို့ရှာလောင်းမဲဟာရွေးထုတ်ပြီးလုတ်ပေးဖို့လာအပ်ခဲ့ကြောင်းသူ့မှာပါရာရီတွေကရွေးကန်းခဲ့တာဖြစ်ပြီးကြောက်စိန်ပိတ်တာ40နီးပါးလေးကနေရွေးထုတ်ရမှာဖြစ်လို့ အခြားသူဆိုမလုပ်ပေးပြီမဲ့မန်နီနီရွှေရဲ့ခင်မွန်ကသဘောကောင်မွန်ရလို့လုပ်ပေးဖို့ရွေးခဲ့ကြောင်းဒါပေမဲ့ရွေးနေရင်မဲ့မန်နီနီရွှေရဲ့ခင်မွန်ကသူခီးသွားရမှာမမီပါဆိုလို့နောက်မှပဲလာလို့တော့မယ်လို့ပြောသွားကြောင်းအခုဂရီဝေါ်ဟိုတယ်ပြည့်ရဲ့ထဲမှာမန်နီနီရွှေခင်မွန်ပါသွားတယ်ကြလို့စိတ်မကောင်းကြောင်းပြောခဲ့တာကိုလည်းတွေ့ရပါတယ်ဒါပြင်အခုလိုပစ္စည်းတွေပါပြန်မရတာကတော့တကယ့်ကိုမဖြစ်တဲ့ကိစ္စပါပဲနော် အခုလိုရော့ကျေးပေးပြီးပစ္စည်းတွေကိုပြန်မရှာဖို့ဂိတ်ဝေါ်ဟိုတယ်အပေါ်ပရိသတ်ကြီးတို့ရဲ့အမြန်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ Great Wall Hotel ဘက်ကပျောက်ဆုံးသွားတဲ့တောက်ဆင်းတွေပြန်မပေးဘဲနင့်နာကြီးယူခိုင်းတာကိုလုံးဝလက်မခံနိုင်ဘူးဆိုရက်မနင်းနေရွှေမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ပြီးခဲ့တဲ့ရက်ပိုင်းကငလင်တန်ကြောင့်တိတ်ဆုံးသွားတဲ့ Great Wall Hotel မှာပိတ်မိနေတဲ့တားပေါက်၃00လောက်ရဲ့ဓာတ်ပေါ်ကြီးကပြန်လည်ရရှိခဲ့ပြီး ဖခင်ဖြစ်သူကတမီနှယောက်နဲ့အိမ်ကူလေးကိုအပေါ်ကနေမိုးပြီးကောက်ွယ်ပေးလျက်လေးပါတမီလေးနှယောက်ဆိုအိမ်နေတလို့လေးပါပဲအောက်ဆီဂျင်ပြတ်သွားတဲ့ပုံဖြစ်ပြီးကယ်ဆယ်ရေးတာအ мян လုံနိုင်ခဲ့ရင်မျောလင်းချက်ရှိခဲ့ဦးမှာပါဒါပေမဲ့လည်းအခုချိန်မှာတော့မန်နေတယောက်ကလောကကြီးထဲမှာကြံခဲ့ရတာပဲဖြစ်ပါစားဖြစ်ဖြစ်ချင်းနေကလေးကမန်နေကတော့သူ့တမီလေးတွေနဲ့ကလေးတွေပြန်ရရင်အကူအညီတွေတောင်းနေခဲ့ပြီးစားဖြစ်တဲ့အချိန်ကစပြီးဟိုတယ်ဘက်ကသူတို့သဘောဆန္ဒအတိုင်းလှုပ်ဆောင်နေခဲ့ရပဲဖြစ်ပါမန်နေကတော့ ကျမအမျိုးသားနဲ့ကလေးတွေရှိတဲ့နေရာအတိအကျလေးပြပြခဲ့ပါသူတို့ CCTV မှာလည်းတွေ့ရနိုင်ပါကျမပြောတဲ့အတိုင်းလည်းတွေ့ရပါကယ်ဆယ်အတွက်လည်းသူတို့တတ်မှတ်ခဲ့တဲ့နေရာမှာသာလှုပ်ဆောင်ခဲ့ရပြီးအမျိုးမျိုးသောအခြေအနေများကြတဲ့ကဓာတ်ပေါ်ဒီတောင်အတိုက်ခိုက်များစွာကြာကမနေရအောင်အပူများစွာတဲ့ကကိုထူကိုထကြိုးပမ်းခဲ့ရတဲ့အတွက်ဘယ်သို့တော်ဖြစ်သိမ့်မှုမှကျမအောင်မဖြစ်သိမ့်နိုင်ပါဘူးနောက်ပြီးလူတွေကိုဆုံးရှုံးရတဲ့အပြင် ပစ္စည်းတချို့ကိုပါမပေးခြင်းနဲ့ Grey Walk အကြီးကဲတွေကြောင့်မှအပူတော့ကဖြစ်နေရတာပဲဖြစ်ပိုင်ဒါကတော့ကျမယောက်ျားရဲ့နောက်ဆုံးချွေးနဲ့စာကြောက်တွေပါတဲ့အိပ်ပဲပြန်လို့ကျမရဲလို့ရအောင်ရှာပေးပါလို့ဟိုတယ်ဘက်ကိုတောင်းဆိုခဲ့ပိုင်လူလဲကြေကွေးမရခဲ့ယောက်ျားချွေးနဲ့စာပါအစိမ့်အလူထပ်ပေးဖို့ပါသွားတဲ့ဟာတွေပါ မရတော့တာကတော့မဖြစ်သင့်ပါဘူးလူလဲရှုံပစ္စည်းလဲရှုံ ဩဘဲတို့တော်လူမျိုးတွေနဲ့ကြုံနေရပါလေလောကကြီးရဲ့ကျမအမျိုးသားနဲ့ကလေးတွေရဲ့နောက်ဆုံးခီကိုကျမလိုက်ပို့နေရောပစ္စည်းကိုအာရုံမဆိုင်မိလိုက်ဘူးကိစ္စတွေပြီးတော့နောက်နေ့ကျမဟိုတယ်သွားတော့လက်ကိအိတ်တွေကအဝေးစားအချုံနဲ့လက်ဆောင်ပေးမယ်ကြောက်စိမ့်ပစ္စည်းအနည်းငယ်ပဲပြန်ရခဲ့တယ်တံမိုးကြီးပစ္စည်းကြောက်စိမ့်ကတော့ပြန်မရခဲ့ပါဘူးရှင်ဒါကြောင့် Great Wall Hotel ဘက်ကခင်မောနဲ့အတူပါသွားတဲ့တံမိုးကြီးပစ္စည်းကြောက်စိမ့်တွေရှာပေးဖို့ပြောခဲ့ပေမဲ့ပြန်မရခဲ့ကြောင်းပြောပြလာခဲ့ပါသေးတယ် ဂရေဝေါ်ဟိုတယ်မှာခင်မွန်နဲ့သမီးလေးနှစ်ဦးတဲကိုခဲ့ပြီးငလီကြောက်ပြူကြပေးမိခဲ့ကတီးဆုံသွားခဲ့ရတဲ့အတွက်စိတ်ထဲမှာခင်မွန်နဲ့သမီးလေးတွေကိုပြန်တွေ့ရဖို့စိတ်တခုသာရှိခဲ့တယ်လို့ရက်ကြလာပြီးရဲ့နောက်မှာလေဓာတ်ပေါ်ရီရရှိဖို့တာမနေစူးစမ်းခဲ့ရတဲ့အတွက်ခင်မွန်နဲ့အတူပါသွားတဲ့တံမိုးကြီးပစ္စည်းတောက်စိမ်းတွေကိုအာရုံမထားမိပဲဖြစ်ခင်ရပါတယ်။ဒီလိုနဲ့ကိစ္စတွေပြီးလို့ဟိုတယ်ဘက်ပြန်သွားချိန်မှာတော့လက်ခီတဲကအဝိစားတချို့နဲ့လက်ဆောင်ပေးမဲ့ကြောက်စိမ်းပစ္စည်းအနည်းငယ်ကိုသာပြန်ရခဲ့တာပါတဲ့။ တံမိုးကြီးပစ္စည်းကြောင်းစင်းကတော့ပြတ်များခဲ့ပါအောင်ရှင်လို့မန်နီနီရွှေကပြောခဲ့တာဖြစ်ပါတယ်။မန်နီနီရွှေက Great Wall Hotel ဘက်ကကန်လန်တဲ့နေနာကြီးကိုကျမမန်နီနီရွှေမှာလုံးဝမယူပါကြောင်းကျမယောက်ျားရဲ့နောက်ဆုံးရွှေနဲ့စာကြောက်တွေပါအိပ်ပဲပြန်လို့ကျမရဲလို့ရအောင်ရှာပေးပါလို့ Hotel ဘက်ကိုတောင်းဆိုခဲ့ပါတယ်။မန်နီနီရွှေရဲ့ခင်မောဟာမန္တလေးကိုမသွားခင်ကျောက်စိန်အချော်ပြုတ်လို့သူတို့အထံမှသူ့အတွက်ပလဲလုံးလုံးလို့ရှားလောင်းမဲဟာရွေးထုတ်ပြီး လုပ်ပေးဖို့လာအပ်ခဲ့ကြောင်းသူ့မှာပါရာရီတဲကရွေးကိုင်းခဲ့တာဖြစ်ပြီးကြောက်စိမ့်ပိတ်တာ40နီးပါးလေးကနေရွေးထုတ်ရမှာဖြစ်လို့အခြားသူဆိုမလုပ်ပေးပေမဲ့မန်နီနီရွှေရဲ့ခင်မွန်ကသဘောကမုံရှာလို့လုပ်ပေးဖို့ရွေးခဲ့ကြောင်းဒါပေမဲ့ရွေးနေရင်မန်နီနီရွှေရဲ့ခင်မွန်ကသူခီးသွားရမှာမမီပါဆိုလို့နောက်မှပဲလာလို့တော့မယ်လို့ပြောသွားကြောင်းအခု Grey War Hotel ပြည့်ရတဲ့မှာမန်နီနီရွှေခင်မွန်ပါသွားတယ်ကြောင်းလို့စိတ်မကောင်းကြောင်းပြောခဲ့တာကိုလည်းတွေ့ရပါတယ် ဒါပြင်အခုလိုပစ္စည်းတွေပါပြန်မရတာကတော့တကယ့်ကိုမဖြစ်သင့်တဲ့ကိစ္စပါပဲနော်အခုလိုရော့ကျေးပေးပြီးပစ္စည်းတွေကိုပြန်မရှာဖို့ဂိတ်ဘောဟိုတယ်အပေါ်ပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးတိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်